အားလုံးမင်္ဂလာပါခင်ဗျာ HKK ရှိတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအရင်တစ်ပတ်မှာကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ကုန်းမောင်ခစ်ကိုစတင်ခဲ့တဲ့အလောင်းမင်းရကြီးကနေနောက်ဆုံးအင်္ဂလိပ်တွေနဲ့ဆက်ရှုံးပြီးပါတော်မူသွားခဲ့ရတဲ့တီဘောမင်းအထိတင်ဆက်ပေးထားခဲ့ပါတယ်ဒီကနေ့မှာတော့ကိုနိုင်ငံကိုရှင်တခင်ကိုထီးနန်းနဲ့ဂုံယူဝင်ကြွားခဲ့ရတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေဟာဆက်ရှုံးပြီး တဏမကျွန်ဖြစ်ခဲ့ရတဲ့အခြေအနေတွေကိုဆွေးမြေ့ဝမ်းနည်းစွာနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။တမိုင်းဆရာတွေကတော့တီဘောမင်းပါတော်မူပြီးမြမမင်းဆက်ပြက်က အင်္ဂလိပ်တွေရဲ့လက်အောက်ခံဖြစ်နေခဲ့ရတဲ့အခြေအနေကိုကိုလိုနီခေလို့ရေးသားမှတ်ထားကြပါတယ်ခင်ဗျာ။အင်္ဂလိပ်ကိုလိုနီခေတ်မတိုင်ခင်မြမမင်းဆက်တွေရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ကုန်းမောင်မင်းဆက်အကြောင်းကိုနည်းနည်းလေ့လာကြည့်ကြပါအောင်ဆိုခင်ဗျာ။ အလောင်းမင်းတရားနဲ့သားတော်ကြီးဖြစ်တဲ့နောင်တော်ကြီးမင်းတို့လက်ထက်မှာညောင်ရန်ခေအစုံးမှာတကွဲတပြားဖြစ်နေတဲ့မြန်မာနိုင်ငံကြီးတစ်ခုလုံးစုစည်းပြီးအင်အားတောင်းတင်းနဲ့တတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့ပါတယ်ခင်ဗျာသားတော်လက်ဖြစ်တဲ့စင်ပြူရှင်မြေရူးမင်းရဲ့လက်ထက်မှာတော့ဂျူရီးယားနိုင်ငံထိအောင်နေချဲ့နိုင်ခဲ့ပြီးကုန်းမောင်ခေရဲ့နေနမိတ်ဟာအကျယ်ဝန်းဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပြီးကုန်းမောင်ခေဘုံတကုတ်ဟာလည်းအထွန်းတောက်ဆုံးအချိန်ဖြစ်လာခဲ့ရပါတယ် ဘာကြီးတော့မင်းရဲ့လက်ထက်မှာတော့နဲချက်လာတဲ့အင်္ဂလိပ်တွေဟာအိန္ဒိယတိုက်ငယ်ကို သိမ်းပိုက်ပြီးမြန်မာတွေနဲ့နယ်စပ်ချင်းထိတွေ့လာခဲ့ရပါတယ်။အဲ့ဒီချိန်အဲ့ဒီအခါမှာမဏိပူရာအာတံပြည်အကဘက်ပြည်တွေဟာမြန်မာနိုင်ငံရဲ့လက်အောက်ခံနိုင်ငံတွေဖြစ်ကြပြီးကိုပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့နယ်မြေတွေလည်းဖြစ်ပါတယ်။1816 1818ခုနှစ်တွေမှာအာတံကထောင်ထားပုံကံမှုတွေဖြစ်နေတဲ့အတွက်မြန်မာတပ်တွေက ိုက်ခိုက်နှိမ်နှင်းပေးခဲ့ပါတယ်။အင်္ဂလိပ်တွေဟာအာဒန်ဆော်ဘွားကိုလက်နက်ရောင်းချပေးခဲ့ရုံသာမကဘဲကလားစစ်တီတွေကိုဆစ်လွပြီးကိုထိလက်ရောက်ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်တူကြီးမဟာဗန်ဒူလာဟာအင်အား9000နာပါဝင်တဲ့စစ်တပ်နဲ့ခြေသက်လာခဲ့ပြီးကလားစစ်တပ်အပါဝင်အင်အား3000ကျော်ရှိတဲ့အာဒန်စစ်တပ်ကိုအောင်မြင်စွာနှိမ်နှင်းနိုင်ခဲ့ပါတယ်။အာဒန်နဲ့မနိပူရဆော်ဘွားတွေဟာမြန်မာပြည်ရဲ့အာဏာကို ဖီဆန်တော်လန်ကြပြီးစစ်ရှုံးတဲ့အခါမှာဘင်္ဂလားနယ်တဲကိုခိုလုံပြေးထွက်တဲ့အချိန်ကနေစလို့အင်္ဂလိပ်တွေဟာစော်ဘားတွေကိုခိုလုံကွင့်ပေးပြီးကူညီထောက်ပံ့နေကြတယ်ဟုဆိုကာမြန်မာတွေကအင်္ဂလိပ်တွေကိုမကြခဏဆွဆွဲခဲ့ပါတယ်ရှင်မဖြူကျွန်းကိုဗြိတိရှားတို့ကသူတို့ရဲ့ပိုင်နက်အဖြစ်တက်ဆွဲလာတဲ့အခါမှာတော့မြန်မာတပ်တွေဟာမျက်စက်ကိုဖြတ်ကျော်ပြီးတိုက်ခိုက်ပါတော့တယ်မြန်မာတပ်တွေဟာ 1824ခုနှစ်ဇန်နဝါရီလမှာနေဆက်ကိုဖြတ်ကျော်ကြခြင်းဖြစ်ပါတယ်။ပြည်ထရှားတွေကတော့မြန်မာတပ်တွေကနေဆက်ကိုဖြတ်ကျော်လာကြတဲ့အတွက်အကြောင်းပြချက် ကောင်းကောင်းရသွားပြီး1824ခုနှစ်မတ်လ9ရက်နေ့မှာမြန်မာနဲ့အင်္ဂလိပ်တို့စစ်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဘာကြည့်တော့မြန်လက်ထက်မှာဖြစ်ခဲ့တဲ့အဲ့ဒီစစ်ပွဲကိုပထမအင်္ဂလိပ်မြန်မာစစ်ပွဲအဖြစ်ခေါ်ဆိုရေးသားကြပါတယ်ခင်ဗျာ။အင်္ဂလိပ်မြန်မာပထမစစ်ပွဲဟာ 1824ခုနှစ်ကနေ1826ခုနှစ်အထိနှစ်နှစ်သာကြာမြင့်ခဲ့တဲ့စစ်ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။အင်္ဂလိပ်တွေဟာအဲ့ဒီခေတ်မှာခေတ်မီလာတဲ့စစ်သုံးကိရိယာတွေဖြစ်တဲ့ရေနွေးငွေအင်ဂျင်တပ်ထားတဲ့မီတင်မောတွေအမြောက်တွေတနက်တွင်နဲ့အတူစနစ်တကျဖွဲ့စည်းလေ့ကျင့်ထားတဲ့စစ်သား4000ကျော်နဲ့ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။မြန်မာပြည်ဘက်မှာတော့အမြဲတမ်းတပ်မတော်အဖြစ်ကြိုတင်ဖွဲ့စည်းလေ့ကျင့်ထားတဲ့ စစ်သားမရှိပဲအရေးကြုံတဲ့အခါမှသာနေမြေလိုက် အချို့ကျစစ်သားစုဆောင်တဲ့စနစ်ကိုယ်တာအတုံးပြုလျက်ရှိကြပါတယ်ဗန်ဒူလာဥဆောင်တဲ့မြန်မာတပ်တွေဟာပန်းဝါတိုက်ပွဲမှာအနိုင်တိုက်ခိုက်ချိန်မုံနိုင်ခဲ့ပေမဲ့ရန်ကုန်တိုက်ပွဲဒနုပြူတိုက်ပွဲဝတ်ထီးကန်တိုက်ပွဲစတဲ့တိုက်ပွဲကြီးတွေမှာတော့မြန်မာတပ်သားတွေဟာမရေတွက်နိုင်တော့တဲ့အထိတေးကြီးပျက်စီးခဲ့ရပြီးအကြဆုံးများစွာနဲ့အရှုံးကြီးရှုံးခဲ့ရပါတယ်ခင်ဗျာ တကယ်တော့အဲ့ဒီအချိန်မြမထီးနှမ်းမှာအုတ်ချုပ်နေတဲ့ဗာကြီးတော်မင်းဟာပြင်ပကဘာရဲ့တိုးတက်လာခြင်းပြောင်းလဲလာခြင်းတွေကိုသတိမမူမိပဲမြမာရဲ့တက်သည့်မြမာရဲ့ဓာလန်လက်နက်တွေနဲ့တမိုင်းတွေကိုဒါတန်ရမရှိယုံကြည်နေခဲ့ခြင်းဟာမြမာတွေကိုအဆိုးဝါးဆုံးကံကြမ္မာတွေနဲ့ရင်ဆိုင်စေခဲ့စေခြင်းဖြစ်ပါတယ်ခင်ဗျာမြမာနန်းတော်ကြီးရဲ့အတွင်းမှာလည်းမိပြန်ကောင်းကြီးမေနုနဲ့သူတို့ရဲ့ဆွေမျိုးသားချင်းတွေကဒါ နန်းမြင်းမှာဩဇာကြီးမားနေကြပါတယ်။ဩဇာအာဏာရှိသူအားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့အစွမ်းထက်တဲ့လူအကြီးအသေးရှိတဲ့လူတွေဖြစ်ကြပါတယ်။ဒါပေမဲ့လည်းသူတို့အားလုံးဟာမြမကဘာအကြောင်းကိုသတိမမူကြပဲမြမအင်အားကိုယ်တာအထင်ကြီးနေကြပြီးဘယ်နိုင်ငံဘယ်လူမျိုးနဲ့ပဲဖြစ်ဖြစ်မြမတွေရဲ့အလိုအကျအတိုင်းဆက်ဆံနိုင်ရမယ်လို့ဒါယူဆနေကြပါတယ်။ဘာကြည့်တော့မင်းနန်းတဆင်အခါက မဏိပုရစောဘွားဟာ နတ်တပွဲကို မလာရောက်တဲ့အတွက်ညီမတွေကို မထီလေးစားပြုပြီးပုံကန်ချင်းဖြစ်တယ်ဟုယူဆကာညီမသက်ကြီးကိုမဏိပုရကိုတွားရောက်တိုက်ခိုက်စေခဲ့ပါတယ်မဏိပုရစောဘွားဟာအင်းနှင်းချင်းဖြစ်တဲ့ကချာဒေတာကိုထွက်ပြေးတန်းဆောင်ခဲ့ပါတယ်ကချာစောဘွားကလည်းကြောက်ရွံ့ပြီးပြိတိရှပိုင်းနယ်ရဲကိုထွက်ပြေးတန်းဆောင်ခဲ့ပါတယ်အင်္ဂလိပ်တွေဟာကချာနဲ့ဂျိန်းဒီယာနယ်တွေကို မြန်မာတွေလှမ်းမိုးလာမှာထိတ်လန့်လာခဲ့ပါတယ်။အဲ့ဒီနယ်တွေကိုမြန်မာတွေသိမ်းယူခဲ့ရင်မြန်မာတွေဟာဘင်္ဂလားကိုဝင်ရောက်စစ်ခင်းမှာကိုစိုးရိမ်လာကြပါတယ်။ဒါကြောင့်ကချာနယ်နဲ့ဂျင်းဒီယာနယ်မြေတွေကိုအင်္ဂလိပ်လက်အောက်ခံနယ်မြေများဖြစ်တယ်ဟုအလင်းမြန်ကြေညာခဲ့ပါတယ်။အဲ့ဒီအချိန်မှာရခိုင်နယ်ဆက်ပြည်ထောင်ဟာလည်းမြန်မာနဲ့အင်္ဂလိပ်တို့မလွဲတာမရှောင်တာအောင်ပဋိပက္ခဖြစ်ပွားရန်ဖန်တီးနေခဲ့ပါတယ်။အရှေ့အိန္ဒိယကုမ္ပဏီက ဆင်းလိုက်မှုဆိုးတွေဟာမြမာတွေကမြမာနယ်မြေလို့ယူဆသတ်မှတ်ထားတဲ့နယ်မြေအတွင်းကိုကျူးကျော်လာကြတဲ့အတွက်ဆင်းလိုက်မှုဆိုးတွေကိုဖမ်းဆီးပြီးလက်မြဝကိုလည်းအဆောက်အအုပ်ထူထပ်စွာချထားလိုက်ပါတယ်။အင်္ဂလိပ်တွေဟာလက်မြဝမှာရှိတဲ့ရှင်မဖြူကျွန်းပေါ်မှာစစ်တပ်ငယ်တစ်ခုကိုချထားလိုက်ပါတယ်။၁823ခုနှစ်စက်တင်ဘာလမှာတော့မြမာတွေဟာအင်္ဂလိပ်တွေတတ်ချထားတဲ့ရှင်မဖြူကျွန်းကိုတိုက်ခိုက်တင်းယူလိုက်ပါတယ်။ အိန္ဒိယမှာရှိတဲ့အင်္ဂလိပ်ဘုရင်ကံကျောက်ကလည်းရှင်မဖြူကျွန်းကိုအင်္ဂလိပ်တို့ကိုပြန်အပ်ရန်အတွက်မြန်မာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။နေဆက်စည်းကိုလည်းတေချာတတ်မှတ်ရန်အတွက်အင်္ဂလိပ်အရာရှိနှစ်ဦးကိုမြန်မာနိုင်ငံကိုဆေလွတ်ခဲ့ပါတယ်။မြန်မာတွေဟာနေဆက်ကိစ္စဆောင်ရွက်ရန်ရောက်လာတဲ့အင်္ဂလိပ်အရာရှိနှစ်ဦးကိုဖမ်းဆီးချုံနောင်လိုက်တယ်လို့ကချာနယ်အတွင်းကိုလည်းဝင်ရောက်တိုက်ခိုက်ကြပါတယ်။အဲ့ဒီအချိန်မှာကဘာကြီးကို နပိုလီယံနဲ့ရှင်ပြီးအင်ပါယာတိဆောက်ရာမှာကမ္ဘာအနှံ့အပြားမှာအနံ့ရနေခဲ့ပါတယ်။ဒါကြောင့်လဲမြန်မာတွေကထိပ်ပါလာတဲ့အခါအင်္ဂလိပ်တွေဟာလက်တော့မနေတုတ်ပြန်လာခဲ့ကြပါတယ်။အင်္ဂလိပ်တွေဟာမြန်မာတွေအတွက်သူတို့အင်အားပါတယ်ဆိုတာကိုယုံကြည်စိတ်ချနေကြပါတယ်။ဒါပြင်မြေပြင်အခြေအနေမှာလည်းအင်္ဂလိပ်နဲ့မြန်မာတွေစစ်ဖြစ်ရင်ယူရီးယားတွေကမြန်မာတွေကိုအလှည့်အမြန်ကလဲစားခြေကြလိမ့်မယ်။ရခိုင်နဲ့မွန်တွေကလည်း အင်္ဂလိပ်တွေဟာသူတို့ကိုမြန်မာလက်အောက်ကကယ်တင်ပေးတဲ့အတူတွေဖြစ်ကြိုးစုံနေကြလိမ့်မယ်လို့တွေးထင်ယူဆနေခဲ့ပါတယ်။သူတို့တွေထင်ခဲ့သလိုရခိုင်နားတွေဟာမြန်မာအရာရှိတွေကို မလိုလားကြပါဘူး။မြန်မာတွေအတွက် အင်္ဂလိပ်တွေကအင်အားတာနေတဲ့အတွက်အင်္ဂလိပ်တွေစစ်နိုင်မယ်ဆိုတာကိုတော့သူတို့သိထားကြပါတယ်။ဒါကြောင့်လဲအင်္ဂလိပ်တွေဟာရခိုင်စစ်တပ်တစ်ခုကိုတောင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။တကယ်တော့ရခိုင်တွေဟာရခိုင်ဒေသမှာ ညီမတွေထွက်ခွာသွားစေရန်သာအလို့ရှိခဲ့ကြပါတယ်။ညီမတွေထွက်ခွာသွားခဲ့ရတဲ့အခါမှာတော့အင်္ဂလိပ်တွေကိုလည်းတော်လန်ပုံကန်ခဲ့ကြပါတယ်။မွန်နေကလည်းညီမဘရင်တွေဘက်ကစစ်ရှုံးနိုင်တဲ့အခြေအနေကိုမရောက်မချင်းအင်္ဂလိပ်တွေဘက်ကနေအကူအညီမပေးဘဲနေခဲ့ကြတာပါ။ဂျူရီယာတွေကတော့အင်္ဂလိပ်တွေစစ်အောင်နိုင်ရင်တော့ဝင်ရောက်အမျက်ထုတ်ဖို့စိတ်အားထက်တန်နေကြပါတယ်။ဒါပေမဲ့လည်းအင်္ဂလိပ်တွေဟာညီမတွေကိုအလွယ်တကူတိုက်ခိုက်နှိမ်နင်းနိုင်မယ်ဆိုတာကို အယုံကြည်မရှိတဲ့အတွက်ဘာအကူအညီမှမပေးဘဲနောက်ဆုတ်နေခဲ့ကြပါတယ်။အင်္ဂလိပ်တွေကတော့ရန်ကုန်ကိုတိမ့်မိုက်ပြီးရင်တော့မြန်မာတွေဘက်ကစစ်ပြင်းငင်းစကားဆိုလာလိမ့်မယ်လို့ထင်မှတ်နေကြပါတယ်။ကဲ၍စစ်ပြင်းငင်းစကားမဆိုလာရင်လည်းငုံနဲ့မြန်မာမဟုတ်တဲ့တိုင်းရင်းသားတွေဟာအထက်မြန်မာပြည်မှာအတွင်းကိုခြေတက်စေနိုင်ရန်ကူညီဆောင်ရွက်ပေးကြလိမ့်မယ်ဟု မျှော်လင့်နေခဲ့ကြပါတယ်။အင်္ဂလိပ်တို့စစ်ကြေညာတဲ့အခါမြန်မာတပ်မကြီးဟာ စစ်ကောင်နဲ့ဘင်္ဂလားကိုတိုက်ခတ်ရန်အတွက်အိန္ဒိယနယ်စပ်ကိုရောက်နေခဲ့ပါတယ်။အင်္ဂလိပ်စစ်တပ်တွေကတော့အိန္ဒိယစိတ်ကမ်းအသီးသီးကထွက်ခွာလာခဲ့ပြီးအရမန်ကျွန်းစုမှာစုယုံပြီးတဲ့နောက်ရန်ကုန်စိတ်ကမ်းကိုဝင်ရောက်လာကြပါတယ်။တနင်္လာရီကိုတင်းညံအတွက်လဲရေတက်တက်ဆေလွတ်လိုက်သလိုမဏိပူရနဲ့ရခိုင်မျိုးတွေမှာလည်းမြမာတွေကိုတိုက်ခတ်နှင်ထုတ်ရန်အတွက်စစ်တပ်ခွဲများဆေလွတ်လိုက်ပါတယ်။မြမာတွေဟာဘင်္ဂလားနယ်ကိုတင်ပိုက်ထားတဲ့အချိန်မှာ အင်္ဂလိပ်တွေဟာပင်လယ်ချောင်းကနေမြန်မာနိုင်ငံကိုဝင်ရောက်တိုက်ခိုက်လိမ့်မယ်လို့တကြိမ်တစ်ခါမှစဉ်းစားမိခြင်းမရှိခဲ့ပါဘူး1824ခုနှစ်မေလ10ရက်နေ့မှာရန်ကုန်စိတ်ကမ်းကိုဗြိတိရှားအင်္ဂလိပ်တို့ရဲ့စစ်တင်းမိုးတွေရောက်လာတဲ့အခါမှာအာအသင့်ကုန်ကြရပါတယ်မြန်မာစစ်တပ်ကြီးဟာအင်္ဂလားကိုတိုက်ခိုက်ရန်အိန္ဒိယနယ်စပ်ကိုရောက်နေတဲ့အတွက်မြန်မာနိုင်ငံတွင်းမှာစစ်တပ်တစ်ခုကိုအလံမြန်ဖွဲ့စည်းပြီးသုံးပါဝင်ကြီးနဲ့ជីဝင်ကြီးတို့ကုတ်ကဲကာ ဖြစ်တခြားအင်္ဂလိပ်စစ်တပ်ကို ခုခံခဲ့ပါတယ်အင်္ဂလိပ်တွေဟာရန်ကုန်ကိုအလွယ်တကူသိမ်းပိုင်နိုင်ခဲ့ပြီးရွှေရကုန်ကုန်းမြင့်ပေါ်မှာတက်ဆွဲကာခံတက်တိစောက်ကြပါတယ်တက်စခန်းထိပ်ဖြားမှာရွှေရကုန်ဖျားဖြစ်ပြီးတက်အခြေကတော့ရန်ကုန်မြစ်အထိဖြစ်ပါတယ်မြမတွေဟာချင်းမြင့်တိုင်းမှာတက်ဆွဲပြီးတိုက်ခိုက်ကြပါတယ်အင်္ဂလိပ်တွေဟာချင်းမြင့်တိုင်းကိုတိုက်ခိုက်ပြီးပထမဆုံးအနေနဲ့မြမခံတက်တစ်ခုကိုတင်းယူခဲ့ပါတယ်အဲ့ဒီအချိန်မှာ စစ်တေကြီးမဟာဗန္ဒူလာကိုရခိုင်တိုင်းကနေအ мян ပြန်လာရန်ဆင့်ခေါ်လိုက်ရပါတယ်စစ်တေကြီးမဟာဗန္ဒူလာဟာလည်းသူ့ဘဝရဲ့အကြီးမားဆုံးအမှားကြီးတစ်ခုကို ပြုလုပ်ခဲ့မိရပါတယ်လူရင်ကနဲလာတဲ့အင်္ဂလိပ်တပ်ကိုနိုင်မယ်အထင်နဲ့ကြီးမြင့်နိုင်မှာတတ်ဆွဲထားတဲ့အင်္ဂလိပ်တွေရဲ့အနည်းကိုရောက်အောင်သူ့ရဲ့ခံတပ်ကို ဖြည်းဖြည်းချင်းရှေ့ကိုတိုးလာပြီးချင်းကပ်ကြပါတယ်အင်္ဂလိပ်တွေဟာသူတို့ရဲ့ခံတပ်ထဲကနေစောင့်နေပြီး ရွေရှားနေတဲ့မြန်မာခံတပ်နှီးကပ်လာတဲ့အခါမှာအဆက်မပြတ်ပြစ်ခတ်ကြပြီးပပတ်လယ်မှာရောက်နေတဲ့မြန်မာခံတပ်တွေကိုလည်းပြစ်ခတ်ဖြိုဖျက်လိုက်ပါတော့တယ်။ရှေးရခိုင်ခါတွေကမြန်မာတွေအဖို့စစ်အောင်နိုင်မှုကိုဖန်တီးပေးခဲ့တဲ့မြန်မာခံတပ်တွေဟာယခုအချိန်မှာတော့မြန်မာတွေရဲ့တေရင်းတစ်ခုလိုဖြစ်နေခဲ့ရပါတယ်ခင်ဗျာ။ဒါပေမဲ့လည်းမြန်မာစစ်သားတွေဟာမလျှော့တဲ့တက်တီနဲ့ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။မြန်မာတွေအဖို့ မတွေ့ဘူးမမြင်ဘူးတဲ့ကြောက်မက်ဖွယ်လက်မှတ်စမ်းတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီမဲလက်မှတ်ချခြင်းဖက်ပြေးခြင်းမပြုကြပဲဓာတ်တွေလှန်တွေကိုကင်ဆွဲပြီးပြိတိချအင်္ဂလိပ်တွေရဲ့ပနက်လှန်စစ်တွေကြားထီဝင်ရောက်ကအိုးဝင်ထိုးခုတ်ကြတဲ့အတွက်အင်္ဂလိပ်စစ်သားတွေမှာအံ့ဩကြရပြန်ပါတယ်တိုက်ပွဲကအလွန်ပြင်းထန်လာတဲ့အတွက်ပြိတိချတို့ဟာမြမတတ်မှကြီးကိုရုပ်ရက်ထိုးပေါက်နိုင်ခြင်းမရှိခဲ့ပါဘူးမြမတွေဟာ ကုတ်ကိုင်းမှာ တက်တွေကိုပြန်လဲစုယုံဖို့အချိန်ရလိုက်ပါတယ်။ဒါပေမဲ့လည်းအင်္ဂလိပ်တွေဟာအပြင်းအထန်တိုက်ခိုက်လာတဲ့အတွက်မြန်မာတက်ဟာတက်ဆုတ်လာခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့စစ်လူကြီးမဟာဗန္ဒူလာမှာစစ်သားအရေအတွက်9000တောင်းသာကြံရစ်ခဲ့ပါတော့တယ်။အဲ့ဒီစစ်သား9000တောင်းနဲ့ပဲဓနုဖြူကန်တက်ကိုရွှေပြောင်းဆုပ်ခွာပြီးမြန်မာနန်းတော်ကိုခြေတက်လာမယ်။အင်္ဂလိပ်စစ်တပ်ကိုဓနုဖြူခန်တက်ကနေစောင့်ကြိုနေခဲ့ပါတယ်။အင်္ဂလိပ်တွေကလည်း ဘရင်ကန်စီမှာပေါင်းဆိုထားတဲ့စစ်ကူတွေရောက်လာခဲ့တဲ့အတွက်ပြည်မြို့ကိုဆက်လက်စစ်ချီထွက်ခဲ့ပါတယ်။တကယ်တော့မြန်မာတွေတက်ဆွဲထားတဲ့ဓနုဖြူခံတပ်ဟာကျယ်ပြန့်လာတဲ့ပတ်ဝန်းကျင်မှာတကူတွေတော့ကုန်းမြင့်ဖြစ်တဲ့အတွက်ကောင်းမွန်တဲ့အမြောက်လက်နက်တွေသာရှိနေခဲ့မယ်ဆိုရင်အင်္ဂလိပ်တွေကိုနိုင်အောင်မတိုက်ခိုက်နိုင်ခဲ့ရင်တောင်မှမြစ်ကြောင်းကနေစံတက်လာမယ်ဖြစ်ရှာအင်္ဂလိပ်တွေကိုအချိန်ကြာတဲ့အထိဟန်တာထားနိုင်မှာတော့သိကြပါဗါဒါပေမဲ့လည်း မြန်မာစစ်တပ်ရဲ့စီကန်းစနစ်လက်နက်အင်အားမိပညာအဆင့်အတန်းတွေဟာမုန်းနယ်မြေလိုကွာခြားနေတဲ့အတွက်ဘယ်လိုမှမခံတအောင်ဖြစ်ခဲ့ရပါတယ်။ဒါ့အပြင်ဒနုပြတ်အတွင်းမှာစစ်တူကြီးမဟာဗန္ဒူလာဟာရွှေထီးဆောင်ပြီးစစ်ဝတ်တန်းစာအပြည့်စုံနဲ့စီစဉ်ညွှန်ကြားနေတာကို အင်္ဂလိပ်တွေဘက်ကမှန်ဘလူးအားကိုးနဲ့ရှင်းရှင်းထင်းထင်းကြီးတွေ့မြင်ခဲ့ရပါတယ်။ရဲစမ်းတပ်တွေနဲ့ပြည့်စုံလာတဲ့စစ်တူကြီးမဟာဗန္ဒူလာဟာလည်းအင်္ဂလိပ်တွေရဲ့ပြစ်ခတ်မှုနဲ့ ဓနုပြူတိုက်ပွဲမှာပဲကြဆုံးခဲ့ရပါတယ်။မန္တလကြဆုံးခဲ့ရတာနဲ့မြန်မာတပ်တွေဟာလည်းပြိုကွဲခဲ့ရပါတော့တယ်။ပြည်ချာအင်္ဂလိပ်တွေအဟံသားမရှိအစီအသားမရှိပြည်မြို့ကိုခြေတက်နိုင်ခဲ့ပါတော့တယ်။ပြည်ချာတွေဟာပြည်မြို့မှာတမိုးနားနေကြတဲ့အတွက်မြန်မာတွေအတွက်နောက်ထပ်စစ်တပ်တစ်ခုဖွဲ့စည်းဖို့အချိန်ရခဲ့ပါတယ်။အဲ့ဒီစစ်တပ်နဲ့ပြည်မြို့ကိုအလံအမြန်ချင်းကပ်ကြပြီး အင်္ဂလိပ်တွေကပြည်မြို့ကနေထွက်တိုက်ကြတဲ့အခါ ပွဲဥထွက်တိုက်ပွဲမှာအောင်မြင်ခဲ့ပေမယ့်နောက်တိုက်ပွဲတွေမှာအရှုံးကြီးဆုံးနိုင်ခဲ့ရပြီးမြန်မာတပ်ကြီးလည်းပြိုကွဲခဲ့ရပြန်ပါတယ်ခင်ဗျာခြေရှားတွေဟာပြည်မျိုးကနေခြေတက်လာကြပြီးမလွန်အရက်ကိုရောက်လာကြပါတယ်အဲ့ဒီအချိန်မှာမြန်မာတွေဟာစစ်ပြေငိမ့်ဖို့အတွက်ပြည်ထရှားတို့ဘက်ကအလိုရှိတဲ့အချက်တွေကိုလာရောက်စုံစမ်းကြပါတယ်ပြည်ထရှားတွေဘက်ကလည်းရခိုင်တနင်္လာရီအာပါနဲ့မနိဘူရကိုအင်္ဂလိပ်ဘရင်ထာမှာအနှင်းပြီး စစ်ရော်ကြီးငွေတကယ်ပေးရမည်ဟုတောင်းဆိုတော့အခါတောင်းဆိုချက်များလွန်းတဲ့အတွက်မြန်မာပြည်ပြန်လှည့်လာခဲ့ကြပါတယ်။ဗကံမျိုးအနည်းကိုအင်္ဂလိပ်တပ်ကြီးရောက်လာတဲ့အခါမှာလဲမြန်မာတွေဟာနောက်ဆုံးအချိန်ခုခံတိုက်ခိုက်ကြပြီးမြဲအရှုံးနဲ့တာရင်ဆိုင်ခဲ့ရပါတယ်။အင်္ဂလိပ်စစ်တပ်ကြီးဟာနေပြည်တော်နဲ့45မိုင်နာကွာဝေးတဲ့ရန်တပုတ်ရွာကိုရောက်တဲ့အခါမှာတော့မြန်မာတွေဟာပြည်ထရှာတို့အလို့ရှိတဲ့အချက်တွေကိုချွင်းချက်မရှိလက်ခံခဲ့ပြီး ရန်တဘုတ်စာချုပ်ချုပ်ဆိုကစစ်ပြင်းငင်းခဲ့ရပါတော့တယ်။အဲ့ဒီရန်တဘုတ်စာချုပ်နဲ့ပဲမြန်မာတွေဟာရခိုင်တနင်္လာကြီးအာတမဏိဘုရားနယ်မြေတွေနဲ့တူတမိုင်းအဆက်ဆက်မှာခြံထက်ထက်မြက်လာတဲ့မြန်မာတွေရဲ့အဆွဲကိုပထမဦးဆုံးရိုက်ချိုးခံခဲ့ရပါတယ်။စစ်ရှုံးခဲ့ရတဲ့ဗာကြီးရောမြင့်ဟာလဲသူ့လက်ထက်မှာနယ်မြေအချို့ကိုနယ်ချဲ့တွေရဲ့လောက်ကြားရောက်ခဲ့ရပြီးစိတ်ဝေနာခံစားရကအဲ့ရထက်မှာ ပုံပုံလဲခဲ့ရပါတော့တယ်။မြမအရာရှိတွေကလည်းနတ်တော်ထဲမှာဒါနေရာရဖို့အပြိုင်ဆိုင်စူးစမ်းနေကြပြီးပြမကဘာရဲ့တိုးတက်ပြောင်းလဲလာမှုတွေကို မလေ့လာကြပဲခက်အဟောင်းနဲ့စနစ်အဟောင်းနေကြမှာပဲပါရနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့တစ်ဖက်ရန်သူဟာအင်အားကြီးလားအင်အားငယ်လားဆိုတာကိုတော့မသိပဲခက်အဆက်ဆက်မှလို့ဘယင်းမျက်နာတော့ညှိုးရတာနဲ့စစ်တပ်ကြီးခြိစေခဲ့တဲ့အကျိုးဆက်အနေနဲ့ကိုယ်နိုင်ငံရဲ့ခြေတော်အစွန်ဟာ ရန်တို့လက်ထဲကို ရောက်ရှိသွားခဲ့ရပါတယ်တကယ်တော့အဲ့ဒီအချိန်အဲ့ဒီအချိန်ဒီမှာစစ်တိုက်ခိုက်ကြတဲ့အခါတရားမျှတဖို့တဲ့အင်အားကြီးဖို့နဲ့သရတ္တိရှိဖို့ကပိုအရေးကြီးပါတယ်ကိုယ်နိုင်ငံမှာကိုယ်ဘရင်လှုပ်ချင်ရင်တောင် ကိုယ်တိုင်အရေးချင်းရှိဖို့နဲ့အင်အားကြီးဖို့ကအရေးကြီးပါတယ်တခြားလူကကိုယ့်ရဲ့အင်အားကြီးလာရင်တော့အဲ့ဒီလူကဘရင်ရဲ့ပလင်ကိုတင်းယူနိုင်တာထုံးစံတစ်ခုပါပဲမိုးစိုးလို့ရွာတကြီးဥအောင်စီရဟာ အရင်ချင်းရှိပြီးအင်အားကြီးလာတဲ့အတွက်လက်ရှိဘရင်ရဲ့မျိုးဆက်မဟုတ်ပေမဲ့ရှင်ဘရင်ဖြစ်လာခဲ့ပါတယ်။တတိယမြန်မာနိုင်ငံထူထောင်သူဆိုပြီးသူရဲကောင်းစင်ရင်လဲဝင်ခဲ့ပါလိမ့်တယ်။တရားမျှတမှုနဲ့အမှားမှန်တွေကိုခဏဘေးချိတ်ထားလိုက်ပါဦး။အလားမနားကြီးရဲ့သားတော်စင်မြူရှင်မြေရူးမင်းဟာအရင်ချင်းနဲ့ပြည်စုံပြီးအင်အားကြီးလာတဲ့အတွက်ယူရီးယားနိုင်ငံထိအောင်နေချက်ကျူးကျော်ပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။မြမတမိုင်းမှာတော့ အလောင်းဖျားရဲ့ခြေရာကိုနင်းနိုင်တဲ့သားတော်သူရဲ့ကောင်းဘရင်မင်းမြတ်ကြီးအဖြစ်ဂုံယူဝင်ကြွားခဲ့ရပါတယ်။အဲ့ဒီလိုပါပဲ။အင်္ဂလိပ်တွေအင်အားကြီးလာပြီးမြန်မာတွေနဲ့စစ်ဖြစ်ကြတယ်။ဆက်မှုလက်မှုနဲ့နှီးပညာမှာအဓိကနောက်ကျနေတဲ့အတွက်မြန်မာတွေစစ်ရှုံးခဲ့ရတယ်။အင်္ဂလိပ်မြန်မာပထမစစ်ပွဲမှာမြန်မာတွေခွက်ခွက်လောင်ရှုံးနေခဲ့ရပြီးမြန်မာဘရင်ဖြစ်တဲ့ဗာကြီးတော်မင်းနဲ့မြန်မာအာဏာပိုင်တွေဟာရန်တပုတ်စာချုပ်တစ်ခုနဲ့တာစစ်ကိုဖျက်သိမ်းခဲ့ပြီးတိုင်းပြည်တိုးတက်ရေး ဆက်မှုလက်မှုထွန်ကားရေးတွေအတွက်အထုဆောင်ရွက်တာမျိုးတွေမရှိပဲထိမှန်စည်းစိမ်ပြီးမြဲရေးအာဏာရယူပိုင်ဆိုင်ရေးစတဲ့နန်းရင်အရှုပ်တော်ပုံတွေနဲ့တာနှစ်ပန်းလုံးနေခဲ့ကြပါတယ်။ဘာကြီးတော့မင်းနောက်မှာနန်းသက်လာခဲ့တဲ့မြေတော်တာယာဝတီမင်းတားတော်ပကံမင်းတို့လက်ထက်မှာလဲအင်္ဂလိပ်တွေရဲ့လက်အောက်ကိုကြားရောက်နေတဲ့အာတန်နဲ့မဏိပူရနယ်မြေတွေကိုပြန်လည်သိမ်းယူနိုင်ဖို့ဒါမှမဟုတ်အင်္ဂလိပ်တွေရဲ့ကျူးကျော်စစ်ကိုခုခံတိုက်ခိုက်ဖို့ဆက်မှုလက်မှုတိုးတက်ဖို့ စတဲ့စတဲ့အရာတွေကိုကြိုးပမ်းလှုပ်ဆောင်ဖို့ထက်နားတော်အတွင်းမှာအာနာရဖို့ပြန်ပတ်တွေကိုလှုပ်ကြံဖို့စတဲ့အရာတွေနဲ့ပြီးဆုံးခဲ့ကြပြီးရှင်ဘီရင်နေတဲ့အတူမြမအာနာပိုင်များဟာလည်းစီးစိမ်ပေါ်မှာတာယာရင်မှုနေကြပါတယ်အဲ့ဒီလိုနဲ့1852ခုနှစ်မြေတော်ပကံမင်းလက်ထက်မှာအင်္ဂလိပ်ကုန်တင်သင်္ဘောကပတိန်ဟာရိုလူဝင်နဲ့ရော့ဘတ်ရှက်ပတ်တို့ဟာရန်ကုန်မြစ်အတွင်းမှာရှိနေစဉ်တင်းမောင်းမှာ ိုတက်မှုကျူးလွန်မိကြပါတယ်။မြန်မာတွေရဲ့ရေပိုင်နဲ့အတွင်းမှာဖြစ်တဲ့အတွက်ရန်ကုန်မြို့ဝန်ဥက္ကကဖမ်းဆီးတံရိုက်ခဲ့ပါတယ်။အဲ့ဒါကိုမကျင်တတ်ကြတဲ့အင်္ဂလိပ်တွေဘက်မှာတော့အိန္ဒိယဗျံကန်ချုပ်လော့ဒလဟိုစီကရှေ့တက်ဗိုလ်မှူးချုပ်လမ်းဘက်ကိုစစ်တမော်၃စီးနဲ့ရန်ကုန်ကိုဆစ်လွတ်ပြီးတံရိုက်ခဲ့တဲ့ရော်ကြီးငွေတွေကိုပြန်တောင်းစီခဲ့တယ်လို့ရန်ကုန်မြို့ဝန်ဥက္ကကလည်းယာရိုးကနေဖယ်ရှားပေးရန်တောင်းဆိုခဲ့ပါတယ်။ညီတော်ပကံမင်းဟာလည်း ရန်ကုန်မြို့ဝန်ကိုအင်းဝနေပြည်တော်ပြန်လည်ခေါ်ယူပြီးချွေတောင်မြို့ဝန်ဦးမုံကိုရန်ကုန်တို့ချွေပြောင်းခံထားလိုက်ပါတယ်။ရော်ကျင်းငွေတွေကိုလည်းစုံစမ်းစစ်ဆေးစေပြီးပြည်နယ်လိုစီစဉ်ပေးဖို့ညွှန်ကြားခဲ့ပါတယ်။ဒါပေမဲ့လည်းရေတဲ့ဗိုလ်ချုပ်ကြီးလမ်းမက်ဆေးလွတ်လိုက်တဲ့အရာရှိတွေဟာရန်ကုန်မြို့ဝန်အသက်ဦးမုံရဲ့အိမ်ရင်တွင်းကိုမြင်းစည်းဝင်လာတဲ့အတွက် အမှုထမ်းတွေကတားဆီးရမှာတင်းမာမှုတွေဖြစ်ခဲ့ရပါတယ်။အဲ့ဒီလိုရရှိလာတဲ့အရာရှိတွေကိုလည်း မြို့ပုံဥမုံကရေဝံစစ်ကဲနေတာတွေ့ဆုံစေခဲ့တဲ့အတွက်အင်္ဂလိပ်တွေဟာမကြည်မနှက်ဖြစ်ပြီးလမ်းဘက်ကိုတိုင်ကြားခဲ့ပါတယ်။ရှေတပ်ဗိုလ်ချုပ်လမ်းဘက်ကလည်းရန်ကုန်မြို့အတွင်းမှာထားထားတဲ့မြမပင်ပိုင်းရှင်နိုင်ရင်သာတင်းမော့ကိုအတ္တမယူဆောင်သွားခဲ့ပါတယ်။မြမကင်းသက်တွေကတားဆီးရဲ့အခါမှာတော့တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာဗိုလ်ချုပ်လမ်းဘက်ဟာရန်ကုန်မြို့ပသိမ်မြို့မုဒ္ဒမမြို့တွေကို ပိတ်ဆို့ခဲ့ပါတယ်။ရစ်တဲ့ဗိုလ်မှူးချုပ်လမ်းဘက်ကလည်းရင်းနှန်းရန်သာတင်းမောကိုပြန်လည်ရယူလို့ရင်စစ်ပြင်းစင်စရိတ်နဲ့အင်္ဂလိပ်တို့နစ်နာချေအတွက်မြန်မာတို့ဘက်ကငွေရင်းငါတန်ပင်းရန်နဲ့ရန်ကုန်မြို့ဝင်ကိုလည်းယာတို့မှဖယ်ရှားပေးရန်တောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့မြန်မာတွေဘက်ကပြန်ကြားချက်ကိုမဆောင်ဘဲရန်ကုန်မြို့နဲ့မြန်မာပြည်တောင်ပိုင်းမှာရှိတဲ့စိတ်ကမ်းမြို့တွေကိုတင်းယူခဲ့ပါတယ်။မြန်မာတွေဘက်မှာတော့ မလိုလားတဲ့စစ်ကိုအစင်းနဲ့ပြင်ဆင်ထားခြင်းမရှိဘဲဆင်နွှဲရပါတော့တယ်။မြန်မာတပ်တွေဟာပဲခူးမြို့မှာအပြင်းထန်ခုခံခဲ့ပေမဲ့အင်္ဂလိပ်တွေဟာနည်းပညာတိုးတက်မှုတာလွန်နေခြင်းနဲ့မြန်မာတွေဘက်မှာတော့ဘာတိုးတက်မှုမှ ရှိမလာတဲ့အတွက်ကျူးကျော်လာတဲ့အင်္ဂလိပ်တွေကိုခုခံနေကြပေမဲ့ဘာမျော်လင့်ချက်မှ မရှိလာပါဘူး။အင်္ဂလိပ်မြန်မာစစ်ပွဲဟာဆက်လက်ဖြစ်ပွားနေပြီးအမရပုရနေပြည်တော်အတွင်းမှာလည်းလက်ရှိဘရင်ပကံမင်းကိုဖြုတ်ချပြီး မင်းတော်မင်းဖြင်းနှန်းသိမ်းတဲ့နန်းတွင်အရေးတော်ပုံဖြစ်ပွားနေချိန်မှသာစစ်ပွဲလဲရှက်တန့်သွားခဲ့ပါတယ်။1853ခုနှစ်မှာတော့ဒုတိယမြန်မာအင်္ဂလိပ်စစ်ပွဲကြီးပြီးဆုံးခဲ့ပြီးအင်္ဂလိပ်တွေဟာရန်ကုန်မြို့နယ်အောက်မြန်မာပြည်ကိုအိန္ဒိယအင်ပါယာတဲ့တို့တွတ်သွင်းနိုင်ခဲ့ပါတယ်။မင်းတော်မင်းသားနဲ့ကနာမင်းသားတို့လက်ထက်မှာတော့မြေပညာတိုးတက်ဖို့နဲ့စစ်မှုလက်မှုထွန်းကားဖို့အတွက်အပြင်းအထန်စူးစမ်းဆောင်ရွက်ခဲ့ကြပါတယ်။မင်းတော်မင်းကြီးဟာနိုင်ငံအုပ်ချုပ်ရေး ဘာလာရေးတဏမန်ရေးရည်နဲ့အလုရှုပ်နေပြီမဲ့ညော်ဖြစ်တဲ့အင်ရှိဆန်ကနာမင်းသားကြီးကတော့ကြားချောင်းချောင်းနေတဲ့အင်္ဂလိပ်တွေရဲ့အရေးကိုမျှော်တွေးပြီးခင်မီစစ်တပ်ကြီးတိစောက်ဖို့နဲ့အတူနိုင်ငံတော်ကြီးကိုဆက်လို့နိုင်ငံတော်ကြီးဖြစ်လာဖို့မီလန်အမျိုးမျိုးနဲ့ဆက်ယုံအမျိုးမျိုးကိုလည်းနေပြည်တော်အနီးတစ်ဝိုက်မှာစ조사လှုပ်ဆောင်ခဲ့ပါတယ်။ပညာတော်တွေအမျိုးမျိုးကိုလည်းအနောက်ဥရောပနိုင်ငံတွေမှာဆစ်လွတ်ခဲ့ပါတယ်။ကနာမင်းသားကြီးဟာအင်္ဂလိပ်တွေနဲ့စစ်နေကြင်ဖြစ်ခဲ့ရတဲ့ ရန်လူအခြေအနေရန်လူအင်အားရန်လူနီးပညာရန်လူစနစ်တွေကိုနားလည်ခဲ့သလိုရှင်နန်းတော်ကြီးထဲမှာလာစီစဉ်ရင်မင်းနေလို့မျိုးမဟုတ်ပဲကဘာကြီးရဲ့တိုးတက်ပုံအမျိုးမျိုးကိုလည်းလေ့လာသိရှိနေခဲ့သူဖြစ်ပါတယ်ကနာမင်းသားကြီးရဲ့စူးစမ်းဆောင်ရွက်မှုတွေဟာမြေဆန်းခရမ်းပြုအနေအထားမျိုးနဲ့စတင်ခဲ့ရတာဖြစ်တဲ့အတွက်အကက်ခဲအမျိုးမျိုးနဲ့ငြင်းငြင်းဆန်းဆန်းအောင်မြင်မှုမျိုးမရှိခဲ့ပေမဲ့စက်ရုံတွေမှာထိုက်တဲ့မလို့အောင်မြင်မှုအသီးပွင့်တွေကို ခုစွခွင့်ရခဲ့ပါတယ်မြန်မာတွေရဲ့တမိုင်းအဆက်ဆက်နဲ့ခစ်တစ်လျှောက်လုံးမှာစီးပွားရေးဆိုရင်ထုတ်ကုန်အနေနဲ့လေယာဆိုင်ပြူရေးစည်ရေးမှာဆိုရင်ဓာမန်လင်းသားတွေလောက်တာသိရှိနားလည်ခဲ့တဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေဟာကနာမင်းသားကြီးရဲ့ကျေးဇူးနဲ့ပြမောဆက်ယုံလက်မဆက်ယုံတကြားဆက်ယုံတစ်ခွဲဆက်ယုံဝါကွမ်းဆက်ယုံအမြတ်တနက်ဆက်ယုံပန်ချက်ဆက်ယုံစတဲ့ဆက်ယုံမောင်းများစွာကိုသိရှိခွင့် တွေ့မြင်ခွင့်လေ့လာခွင့်လောက်ကင်ခွင့်တွေရရှိလာခဲ့ရပါတယ်။အဲဒီလိုကနာမင်းသားကြီးစ조사အားထုတ်ခဲ့တဲ့စက်ရုံတွေအကြောင်းကိုကျွန်တော် channel လေးမှာမန္တလေးမှာကနာမင်းသားကြီးထူထောင်ခဲ့တဲ့စက်ရုံတွေဘယ်ရောက်ကုန်လဲဆိုတဲ့နာမည်နဲ့လေ့လာသိရှိရတဲ့များကိုစုဆောင်းပြီးအို့တစ်ခုအနေနဲ့တင်ဆက်ပေးထားပါတယ်။လေ့လာခြင်းနဲ့ဆိုရင်တော့အဲ့ဒီပိုလေးကိုနားဆင်ပေးဖို့အကြံပြုချင်ပါတယ်ခင်ဗျာ။တကယ်တော့ အင်္ဂလိပ်တွေနဲ့စတင်ထိတွေ့ခဲ့ရတယ်။ဘုရောဘုရားလက်ထက်လောက်ကတာကနာမင်းသားကြီးရှိခဲ့မယ်ဆိုရင်ဘာကြီးတော့မင်းလက်ထက်မှာဖြစ်တယ်။ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာအင်္ဂလိပ်တွေစစ်နိုင်ခဲ့မယ်ဆိုရင်တော့အင်မတန်ခက်ခဲတဲ့တိုက်ပွဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မယ်။ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဆိုရင်တော့မြန်မာတွေရဲ့တိုက်ခိုက်ခြင်းစိတ်ပြင်းပြမှုတမိုင်းအဆက်ဆက်မှာတိုက်ပွဲလိုလားတဲ့ဗီဇတွေနဲ့ခေတ်ပေါ်နည်းပညာတွေနဲ့ပေါင်းဆက်မိခဲ့ရင်အင်္ဂလိပ်တွေစစ်ရှုံးကောင် ရှုံးရလိမ့်မယ်လို့ထင်မြင်ယူဆမိပါတယ်။ဒါပေမဲ့တကယ်တကယ်မှာတော့အဲ့လိုပြင်းထန်ထက်မြက်တဲ့စိတ်ဓာတ်တွေကြောင့်ပဲမြင်ကွင်းမြင်ခုံတိုင်းအရေးခင်းပေါ်လာပြီးအဖက်ဖက်ကတိုးတက်ဖို့ကြိုးစားနေတဲ့ကနာမင်းသားကြီးနှက်ရွာဆန်ခဲ့ရပါတယ်။ကနာမင်းသားကြီးနှက်ရွာဆန်ခဲ့တာနဲ့အတူကနာမင်းသားကြီးရဲ့အညံ့တလူလူဖြစ်နေခဲ့တဲ့စက်ရုံတွေကလည်းရဲရဲတာကြံခဲ့ပါတော့တယ်။မင်းတော်မင်းကြီးကိုယ်တိုင်ကလည်းနိုင်ငံရေးထက်ဘာသာရေးနဲ့တာအချင်းကုန်နေတာများပြီး ကနောင်မင်းသားကြီးမျှော်လင့်ခဲ့တယ်။ခင်မီလက်နက်တွေနဲ့မြမစစ်တပ်ကြီးဟာလည်းဘယ်တော့ခါမှ ဖြစ်မလာခဲ့ပါဘူး။မင်းသားမကြီးမော်ဝါဆန်ပြီးတဲ့နောက်နာမင်းအရှုပ်ထွေးတွေနဲ့အတူတီဘောမင်းသားဟာစရဏဘုံဖိနှန်းကိုတင်ပိုက်စိုးစံချိန်မှာတော့ကနောင်မင်းသားကြီးရဲ့စက်ရုံတွေဟာအမိုက်ပုံဘဝကို ရောက်ရှိခဲ့ရသလိုမြမစစ်တပ်ဟာလည်းအင်္ဂလိပ်တွေအမြင်မှာအမိုက်တွေစုထားတဲ့အမိုက်ပုံသားသာ ဖြစ်ခဲ့ရပါတော့တယ်။တစ်ဖက်မှာလည်းအင်္ဂလိပ်တွေရဲ့ရန် တစ်ဖက်မှာလည်းမင်းဆွေမင်းမျိုးတွေရဲ့ရန်ကနေဘယ်ချိန်မှာထိနှံသိမ်းခံရမလဲဆိုတဲ့စိုးရိမ်စိတ်တွေနဲ့နမ်းမဲ့လာခဲ့ရတဲ့တိဘောမင်းသားဟာနိုင်ငံတွင်းလက်ဖို့အရေးတယ်ရာဇပလင်မြဲဖို့အရေးကိုတောင်မှရဲရဲဝံ့ဝံ့မလုဆောင်နိုင်ခဲ့ပါဘူး။ဒါအပြင်နမ်းတော်တွင်းမှာလည်းအာဏာပြိုင်ဂိုင်းကမအကွဲအပြဲတွေနဲ့ဝဲလေလေလေပဲရင်1885ခုနှစ်မှာတော့ဘွန်ဘေဘာမကုမ္ပဏီနဲ့တင်လုံးခုံးမှုအငြင်းပွားဖြစ်ခြင်းကိုအကြောင်းပြုပြီး အမြဲတမ်းကြားချောင်းချောင်းနေတဲ့အင်္ဂလိပ်တွေဟာတတိယအင်္ဂလိပ်မြန်မာစစ်ပွဲကိုထပ်မံကျင်ညာခဲ့ပါတယ်။တတိယအင်္ဂလိပ်မြန်မာစစ်ပွဲမှာလည်းစစ်တူကြီးမဟာဗန္ဒူးလာတို့လိုရဲရင်ပြီးထပ်မြက်လာတဲ့စစ်တီရဲမှတ်တွေရှိခဲ့ပေမဲ့ဒါလန်မောင်ရံတနက်တွေနဲ့အမြောက်အနှဲငယ်တာရှိတဲ့မြန်မာစစ်တပ်ဟာနေရာတော်တော်များများမှာအရှုံးနဲ့တာကျင်းဆိုင်ကြုံတွေ့ခဲ့ရပါတယ်။အင်္ဂလိပ်တွေဟာတန်ရှိနေတဲ့ရန်နာဘုံနေပြည်တော်နဲ့တိဘောပင်ရင်နဲ့မိဖုရားတို့ကို အလွယ်တကူပဲဖမ်းယူတင်ပိုက်နိုင်ခဲ့ပါတယ်။တတိယမြန်မာအင်္ဂလိပ်စစ်ပွဲမှာတော့ထူးခြားချက်အနေနဲ့မြန်မာပြည်ကိုဖမ်းဆီးပြီးဂျရမဘုံနေပြည်တော်ကိုတင်ပိုက်နိုင်ခဲ့ပေမယ့်တချို့စစ်မျက်နှာတွေမှာအနိုင်ရှုံးမပေါ်သေးပဲတိဝဲပြင်ပါတော်မူပြီးတဲ့နောက်ထီအောင်လက်မှတ်မချပဲဆက်လက်တိုက်ခိုက်နေတဲ့ကော်လမင်းကြီးရွှေလန်ဘူတို့လိုစစ်ဗိုလ်ချုပ်တွေရှိနေပါလိမ့်တယ်။အဲ့ဒီဗိုလ်ချုပ်တွေအကြောင်းကိုလည်းနောက်ရက်တွေမှာတင်ဆက်ပေးနိုင်ဖို့ ကြိုးစားပါအောင်မယ်ခင်ဗျာအများတကဝိုင်းမြောက်လို့ပလင်ပေါ်ရောက်လာတဲ့တေဘောမင်းသားဟာမင်းဖြစ်လောက်တဲ့အရေးချင်းမရှိသလိုအမျိုးမှန်ဇာတိမှန်ယာစမှန်ရဲ့လို့ဘာတစ်ခုမှမယ်မယ်ရရမတွေ့မြင်ခဲ့ရပါဘူးအသက်ရှင်လျက်နဲ့အင်္ဂလိပ်တွေလက်မှာ ပါတော်မူခဲ့ရပြီးရမဂိရိဆိုင်တော်မှာအကျယ်ကျုံးနဲ့နေနေရတဲ့အချိန်တွေမှာတေဘောမင်းဟာနေချက်အင်္ဂလိပ်တွေထံမှာပင်စင်လဆာငွေကို အမျိုးမျိုးတိုးတောင်းပြီးလက်ဖြန့်တောင်းခံနေတဲ့ အတနာခံစားရရာဘာလောင်းတော့ဘိုးလောင်းတော့ဘယင်မင်းမြတ်ကြီးတွေရဲ့မျက်နာကိုတဲနဲ့ပက်နေသလိုအော်နှလုံးနာစရာ နာကြီးခံပြင်းစရာကောင်းလာပါလေငါဟာဟမ်မာဝရီကိုမရဘဲငါမပြတ်ဘူးလို့အတိတ်ထံခဲ့တယ်ယခုငါတို့ဆစ်ရှုံးပြီးမှ သူ့ကြုံမခံဘူးငါအသက်ရှင်နေတာထက်တေရာကမြက်ကြီးဂျန်နူပေးတဲ့ဆေးဝါးနဲ့အစားအစာကိုငါမစားလို့တော့ဘူးငါ့ကိုတက်ဖို့တာစီရင်တော့စရတယ်တမိုင်းတွေကစကားမှန်တွေကို အထက်ထက်ကြားရောင်ပြီးအတဲနာစရာလဲကောင်းလာပါတယ်ခင်ဗျာတိဘောမင်းရဲ့ရတနာဂီရိကအခြေအနေတွေကိုလည်းကျွန်တော် channel လေးမှာတိဘောမင်းရဲ့ပထမသမီးတော်ဆိုတဲ့ပို့လေးနဲ့အနှဲငယ်တင်ဆက်ပေးထားပါတယ်အဲ့ဒီထက်ပိုပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ဆရာဝင်းချင်းရေးသားထားတဲ့နန်းကြပင်ဆိုတဲ့စာအုပ်လေးကိုဖတ်ကြည့်ဖို့အကြံပြုပါရစေခင်ဗျာနောက်ထပ်စာအုပ်ကောင်းလေးတွေရှိရင်လည်း comment မှာရေးသားပေးဖို့တောင်းဆိုပါရစေခင်ဗျာအင်္ဂလိပ်တွေဟာမြန်မာနိုင်ငံတော်ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာတော့ နောက်ထပ်တော်လံပုံကံမှုတွေဖြစ်မလာစေရန်အတွက်အစွမ်းအစရှိတဲ့အရာရှိမှုတော်မှတ်တော်ဗိုလ်ချုပ်တွေကိုလူတွေအားစုဆောင်းလို့မရအောင်တချို့ကို အကျဉ်းချထားပြီးတချို့ကိုလည်းနည်းနည်းတန်ပေးကာအဆောက်အအုံများစွာနဲ့အကျယ်ကျုပ်ထားရှိခဲ့ပါတယ်။တချို့မူကြီးမတ်ကြီးတွေကိုတော့သူတို့ဘက်ပါဝင်လာအောင်စီယုံပြီးအုတ်ချုပ်ရေးနယ်ပယ်တွေမှာလောက်ကင်ဆောင်ရွက်စေခဲ့ပါတယ်။အင်္ဂလိပ်တွေရဲ့အစီအစဉ်ကောင်းမှုမှုကြောင့်တီဘောမင်းလက်ထက် အာမာယအရာရှိတွေမင်းကြီးမင်းသားတွေနဲ့နာမည်ကြီးစစ်ဗိုလ်ချုပ်တွေဟာတော်လံပုံကံမှုဘယ်လိုမှမပြင်းစင်နိုင်အောင် ဖြစ်ခဲ့ရပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ